င်္ဂလာပါတနင်္လာသားသမီးတွေဒီဗီဒီယိုဖိုင်လေးကိုကြည့်နေတယ်ဆိုရင်ကြောမသွားပါနဲ့ဆုံးအောင်ဒီနားထောင်သွားပါမြန်မာတက္ကရာ1380ခုနှစ်အတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့ကံကြမ္မာဆိုးကောင်းနဲ့တနစ်စာ ဆောင်ရန်ရှောင်ရန်များကိုကျွန်တော်ပြောပြပေးသွားမှာ ဖြစ်ပါတယ်အဲ့တော့ဒီမြန်မာတက္ကရာ1380ခုနှစ်မှာတနင်္လာသားသမီးတွေရဲ့ကံအခြေအနေက အဲပြောရမယ်ဆိုလို့ရှိရင်မနစ်ကနဲ့စာလို့ရှိရင်တော့ဒီ86ခုနှစ်နဲ့စာရင်ဒီ88ခုနှစ်မှာကံလေးနည်းနည်းတော့ညံ့နေတယ်ဆိုပေမဲ့လည်းပဲဒါပေမဲ့အရန်ကြီးဆိုးဆိုးဝါးအနေထားမျိုးကြီးရမှာမဟုတ်ဘူးဒါပေမဲ့တစ်ချက်တည်းထားမှာတနင်္လာစာသမီးတွေဒီ ဒီ89ခုနှစ်မှာငွေရှိနဲ့ပြီးသွားတဲ့ခါကျရင်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှင်တော်တော်လေးခရူးဆိုက်ရမယ်အနေထားမှာရှိတယ်အဲ့တော့သူတို့အနေနဲ့ငွေချေးနဲ့ပတ်သက်ပြီးတော့လောက်ကိုင်းနေရတဲ့လုပ်ငန်းမျိုးတွေရှိတယ်ဆိုရင်ပို့ပြီးတော့ခရူးဆိုက်ရမယ်နောက်တစ်ခုအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လည်းသတိထားရမယ်နှစ်တစ်နှစ်ဖြစ်တယ်အဲ့တော့ကျွန်တော်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးအတွက်စီးပွားရေးအလောက်ကိုင်းလေးတွေကိုကျွန်တော်စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီမြန်မာတက္ကသိုလ်89ခုနှစ်မှာအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်တတ်တယ်။အကူအညီကောင်းဆက်သွယ်ကောင်းတွေရရှိတတ်တယ်။နောက်တစ်ခုအနေနဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့မိမိမျှော်မှန်းထားသလိုမျိုးလေးတွေရည်မှန်းထားသလိုမျိုးလေးတွေအဲခုနကတော့ဘယ်လိုလဲဆိုလို့ရှိရင်အဲဖြစ်ထွန်းတာမျိုးလေးတွေပြီးတော့အောင်မြင်တာမျိုးလေးတွေကြုံရတတ်တယ်။ဒါပေမဲ့တစ်ချက်တည်းထားမှာတနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့တစ်ချက်တည်းထားမှာ ကုံစီတွေကိုတိုးလှောင်တဲ့သူတွေ ပြီးသွားတဲ့ခါကျရင်ကုံရောင်းဝယ်လုပ်တဲ့သူတွေအဲအဲ့ဒီသူတွေဆိုလို့ရှိရင်ဒီနှစ်မှာငွေချေးပိုင်းနဲ့ပတ်သက်လို့ရှိရင်တော်တော်လေးသတိထားမယ်အနေထားမှာရှိမယ်ငွေချေးနဲ့ပတ်သက်ပြီးတော့ခုနအလိန်ခံရတာမျိုးတွေမိမိရဲ့ငွေချေးတွေနဲ့ပတ်သက်ပြီးတော့နှစ်မြုပ်ပြီးတော့ငွေချေးတွေပြန်လဲပြီးတော့လက်ထဲမှာပြန်လဲပြီးတော့ငွေမပေါ်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့မိမိတို့အနေနဲ့အလုပ်လုပ်တဲ့အခါမှာငွေပမာဏများများရင်းပြီးတော့လောက်ကင်ရတဲ့အလုပ်မျိုးတွေဆိုရင်တော့ဒါသတိထားဖို့လိုမယ် နောက်တစ်ခုအနေနဲ့အလုံးမှာဆိုလို့ရှိရင်နည်းနည်းလေးသတိထားရမှာဒီနှစ်မှာဆိုလို့ရှိရင်ကိုဖြစ်ချင်တာကတမျိုးဖြစ်လာတာကတခြားမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့တစ်ချက်သတိထားရမှာအဲ့ဒီအဲ့ဒီအပေါ်မှာကိုကငွေချေးနဲ့ပတ်သက်ပြီးတော့ခုနကထပ်ပြီးတော့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်တခြားကိစ္စအကြောင်းအရာနဲ့ပဲဖြစ်ဖြစ်ထပ်ပြီးတော့ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်မိမိရဲ့ငွေတွေနစ်မြုပ်သွားပြီးတော့ပြန်ပြီးတော့မပေါ်တာမျိုးလေးတွေဖြစ်တတ်တယ် အဲ့တော့ဒီနှစ်မှာတချက်တရီထားမှာတနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်အေးချင်းလုပ်ငန်းတွေကိုလုံခြုံနေတဲ့သူတွေပြီးရင်ထီလုပ်ငန်းတွေကိုလုံခြုံနေတဲ့သူတွေနောက်တစ်ခုအနေနဲ့ထံမင်းဆိုင်စားသောက်ဆိုင်လုပ်ငန်းတွေကိုလုံခြုံနေတဲ့သူတွေနောက်တစ်ခုအနေနဲ့စက်ပစ္စည်းလုပ်ငန်းတွေကိုလုံခြုံနေတဲ့သူတွေဆိုလို့ရှိရင် ဒီမြန်မာတက္ကသိုလ်1389ခုနှစ်မှာအဲ့ဒီလုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့တနင်္လာအသားသမီးတွေအနေနဲ့အစင်မပြေမှုလေးတွေနောက်တစ်ခုအနေနဲ့နှောင်းနှေးမှုလေးတွေကြန့်ကြာမှုလေးတွေကြုံရတတ်တယ်ဒါပေမဲ့အဲ့ဒီလုပ်ငန်းတွေကိုလောက်ကိုင်းနေတယ်ဆိုရင်တော့မိမိအနေနဲ့တစ်ချက်တည်းထားမှာသီးခံမှုလေးတွေနဲ့သွားမှာအစင်ပြေမယ်ဘာဖြစ်လို့လဲဆိုအဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီနှစ်မှာတနင်္လာအသားသမီးမိတ်ဆွေတို့အနေနဲ့စိတ်ရှုပ်စရာကိစ္စလေးတွေကြုံရတတ်တယ် နောက်တစ်ခုငွေချေးနဲ့ပတ်သက်လို့ရှင်ငွေကန်လေးကတော့မစိုးဘူးဒါပေမဲ့ငွေတွေနဲ့ပတ်သက်ပြီးတော့ခုနဘလို့ဖြစ်တတ်လဲဆိုလို့ရှင်ငွေတွေနဲ့ပတ်သက်ပြီးတော့နှိမ့်မြုပ်သွားတာမျိုးတွေမိမိရဲ့ငွေတွေဆုံးရှုံးသွားတာမျိုးတွေငွေနဲ့ပတ်သက်ပြီးတော့အလိန်ခံရတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီငွေချေးကိစ္စတွေနဲ့လောက်ကင်တော့မယ်ဆိုလို့ရှင်စနေသားသမီးမိတ်ဆွေတွေနဲ့ငွေချေး ပတ်သက်မှုလောက်ကင်တော့မယ်ဆိုလို့ရှိရင်တတိထားရမယ်ဘာဖြစ်လဲဆိုတော့ဒီစနေသားသမီးတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့မမျော်မှန်းထားတဲ့ပြဿနာလေးတွေဝင်လာတတ်တယ်အဲ့တော့ငွေနဲ့ပတ်သက်လို့ရှိရင် အာမခံပြီးတာမျိုးတွေတာဝန်ကြီးသောကိစ္စတွေကိုတာဝန်ယူပြီးဖြေရှင်းပေးတာမျိုးတွေလုံးဝဒီ88ခုနဲ့မှလောက်ဆောင်တာမျိုးတွေကိုရှောင်ရှားတင်တယ်နောက်တစ်ခုတစ်ချက်တတိထားရမှာဘာလဲဆိုလို့ရှိရင် ဒီကျမ်းမာရေးတွေအနေနဲ့ဆိုလို့ရှင်တနင်္လာအသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုနှလုံးနဲ့ပတ်သက်တဲ့ယောဂါတွေပြီးသွားလို့ရှင်ထိခိုက်ရှာနာမျိုးလေးတွေနောက်တစ်ခုအနေနဲ့ဓာတ်လိုက်တာမျိုးလေးတွေအဲဆက်ပစ္စည်းတွေနဲ့ပတ်သက်လို့ရှင် accident ဖြစ်တာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ဒီလိုယောဂါမျိုးတွေဖြစ်လာပြီဆိုလို့ရှင်နည်းနည်းအချိန်ကြာညောင်းတတ်တယ်ကုသဖို့နည်းနည်းခက်ခဲတာမျိုးလေးတွေဖြစ်တတ်တယ် အဲ့တော့ဒီနှစ်မှာတစ်ချက်တတိထားမှာတနင်္လာသားသမီးတွေအနေနဲ့တတိထားမှာဒီအမဲသားလုံးဝမစားပါနဲ့ no ထွက်ပစ္စည်းတွေခုနကနွားနို့လို့ဒိန်ကျင်လို့လုံးဝမတောက်သုံးသင့်ဘူးဒီလိုစနေနံစားစာတွေကိုလုံးဝရှောင်ရှားပေးရမယ်နောက်တစ်ခုအနေနဲ့တစ်ချက်တတိထားမှာဒညင်းသီးတို့ဒန်းဒလွန်သီးတို့ဒါတွေကစပြီးတော့ရှောင်ရမယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီနှစ်မှာဆိုလို့ရှိရင်နံမဲမှာနော်အဲမိတ်ကလေးတွေမှာဆိုရင် ခင်နှင်းကြီးတို့ပြီးသွားရင်ခင်သေးကြီးတို့ပြီးသွားလို့ရှိရင်ခင်နှင်းသက် ို့ပြီးသွားရင်ခင်သေးတို့ချိုနှင်းတို့ဒီလိုနာမည်တွေနဲ့စတဲ့လူတွေဆိုလို့ရှင်ဒီနှစ်မှာပို့ပြီးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ငွေချေးနဲ့ပတ်သက်ပြီးတော့ပိုးကယူဆိုင်ပေးရမယ်။ယောက်ျားလေးတွေနဲ့ပတ်သက်လို့ရှင်ခင်ထွန်းတို့ပြီးသွားရင်ချစ်နိုင်တို့ကောင်းထတ်တို့ပေါ့နော်။နာမည်မှာဒီလိုတွဲလုံးတွေပါတဲ့သူတွေဆိုရင်ကျမ်းမာရေးငွေချေးပိုင်းတွေမှာပို့ပြီးတော့တတိထားပြီးတော့လောက်ကင်ပေးရမယ်။ အဲအဲ့ဒီနာမည်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ကျွန်တော်အခုပြောခဲ့တဲ့နာမည်မျိုးတွေပါမယ်ဆိုလို့ရှိရင်အစအစရရဂယုစရမယ်နှစ်တစ်နှစ်ဖြစ်တယ်။ကြံတဲ့တနင်္လာတွေကနည်းနည်းလေးတော်မယ်။အဲ့တော့သူတို့အနေနဲ့ငွေချင်းနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးတွေကြုံရတတ်တယ်။ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုးကျိုးတွေကြုံရတတ်တယ်။အဲ့ဒီနာမည်တွဲလုံးပါတဲ့သူတွေငွေချင်းကိစ္စနဲ့ပတ်သက်ပြီးတော့အာမခံပေးတာမျိုးတွေကို ပိုးပြီးတော့တတိထားပြီးတော့ရှောင်ရှားတင်တယ်လို့ဒါပြောရမှာဖြစ်တယ်။ ဲ့တော့နောက်တစ်ခုအနေနဲ့တန်င်းလာသားသမီးမိတ်ဆွေတွေအနေနဲ့ပညာရေးနဲ့ပတ်သက်လို့ရှင်ဒီနှစ်မှာတတိထားမှာပညာရေးနဲ့ပတ်သက်လို့ရှင်တင်တင်တော်နှစ်တစ်နှစ်လို့ပြောလို့တော့ရတယ်ဒါပေမဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ဒီပြိုင်ဘက်တွေကြောင့်စိတ်ရှုပ်စရာကိစ္စလေးတွေကြုံရတတ်တယ်ပြီးတဲ့အခါကျရင်တင်ရှားရေးအပိုင်းတွေမှာမိမိအနေနဲ့အံဝင်ခွင့်ချမဖြစ်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှင်တန်င်းလာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ88ခုနှစ်မှာဇွဲခတ်မှအောင်မြင်မှုဒါရရှိမှာဖြစ်တယ်မိမိတို့အနေနဲ့စိတ် တ်တက်ကြရာလေးတွေတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့မကြာခဏကြုံရတတ်တယ်အဲ့တော့အချစ်ရင်အိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင် တနင်္လာသားသမီးမိတ်ဆွေတွေနဲ့အချစ်ရည်နဲ့ပတ်သက်လို့ရှင်တင်းတင်းနဲ့ဒါပေမဲ့မိမိရဲ့ဒီအိမ်တော်ဘက်ချစ်သူရဲ့ခုနကဘာလဲဆိုသဘောထားသေးတဲ့မူလေးတွေခုနကအထင်မြင်လွဲမှားမှုလေးတွေကြောင့်မလိုလားတဲ့ပြဿနာအဲပြဿနာလေးတွေဝင်လာတတ်တယ်နောက်တစ်ခုအနေနဲ့စိတ်ရှုပ်စရာလေးတွေကြုံရတတ်တယ်ဒါပေမဲ့ဆိုးဆိုးဝါးဝါးအနေထားမျိုးကြီးတွေတော့မရှိဘူးအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှင်ဒါပေမဲ့တစ်ချက်တတိထားမှာတနင်္လာသားသမီးတွေအနေနဲ့စနေသားသမီး အဲခုနကတော့စနေသားသမီးတွေနဲ့လက်တွဲထားတဲ့အိမ်အောင်ဘက်အနေနဲ့ယူထားရဲဆိုလို့ရှိရင်တော့တို့တွေနဲ့မျက်နှာချင်းဆိုင်တာနဲ့တရားနဲ့တရားအစင်မပြေတာမျိုးလေးတွေပြဿနာသေးသေးလေးရနေပြဿနာကြီးသွားတာမျိုးလေးတွေဖြစ်တတ်တယ်။ဘာဖြစ်လို့လဲဆိုပတ်ခတ်သွားပြီးတော့မိနေတဲ့အနေထားမျိုးတွေအဲဖြစ်နေတာဖြစ်တဲ့အတွက်ဒီနှစ်မှာအဲ့တနင်္လာစနေဇုံတွဲတွေဆိုရင်တော့ဒီနှစ်မှာကတိကတောက်ဖြစ်စရာလေးတွေတအားများမယ်။အဲ့တော့အိမ်အောင်ရေးအချစ်ရေးနဲ့ပတ်သက်ပြီးတော့တနင်္လာစနေဇုံတွဲတွေဆိုရင်တော့တရားနဲ့တရားနားလည်မှုလေးတွေနဲ့သွားမှာနောက်တစ်ခုအနေနဲ့ဇကာနည်းနည်းပြောဆို ုခြင်းနဲ့နေမယ်ဆိုလို့ရှိရင်တော့ဒီအချစ်ရည်အိမ်တော်ကြီးနဲ့ဇကားတွေခုနကတယောက်နဲ့တယောက်ခုနကဇကားများတဲ့ဇုံတွဲတွေဆိုလို့ရှိရင်တော့အချစ်ရည်အိမ်တော်ကြီးမှာအစင်မပြေတာမျိုးလေးတွေဖြစ်တတ်တယ်အဲ့တော့ဒီနှစ်မှာကျွန်တော်ဆက်ပြီးတော့ပြောချင်တာကမာလဲဆိုရင်ကျမ်းမာရင်းနဲ့ပတ်သက်လို့ရှင်စနေဆရာဆရာမတွေနဲ့မပြားသားတင်မှုနောက်တစ်ခုအနေနဲ့စနေနံစေးုံစေးကန်းနေနဲ့ပြားသားတဲ့အခါမှာမိမိတ်ဆွေတို့အနေနဲ့အစင်မပြေတာမျိုးလေးတွေဖြစ်တတ်တယ် အဲ့တော့ဒီ89ခုနှစ်မှာတနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဆိုလို့ရှိရင်ညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့9နာရီရနေပြီးတော့10နာရီခွဲအတွင်းမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘာလုံးမလဲဆိုလို့ရှိရင်ကော်ဖီနှစ်ခွက် ပြီးသွားတဲ့အခါကျရင်ကိမ့်မုံကဘယ်နှချက်လဲဆိုရင်နှစ်ချက်နဲ့ပြီးသွားလို့ရှိရင်ဂန်းကော်ညွန့်ပေါ့နော်ဂန်းကော်ညွန့်အစဉ်ပြေတဲ့သူတွေကလည်းဂန်းကော်ညွန့်15ညွန့်မှာထည့်ပြီးတော့မိษွေတို့ရဲ့မွေးနေ့နဲ့နဲ့ခုနကတော့9နာရီကနေ10နာရီခွဲအတွင်းမှာမိษွေတို့မှာကြုံတွေ့နေတဲ့အခက်အခဲဒုက္ခတွေကိုယုံယုံကြည်ကြည်လေးလေးနဲ့နဲ့နဲ့တိုင်တဲပြီးတော့ဒါဆူတောင်းပြီးတော့လူတန်းဝေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိษွေတွေအားလုံးဒီမြမာတက္ကရ1389ခုနှစ်မှာ ကံခွင့်လက်ခွင့်ပြီးတော့ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ကျွန်တော်ရဲ့ Horizon Video File လေးကိုဒီနေရာမှာပဲစုံတတ်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်